ဟောင်ကောင်မှာအကြီးဆုံးခရစ်ပတိုငွေကြေးလိမ်လည်မှုတစ်ခုနဲ့ဆက်နွယ်နေတဲ့ဆိုပြီးတော့သံသယရှိသူဒါဇင်ပေါင်းများစွာကိုသူတို့ဖမ်းဆီးခဲ့ကြောင်းဟောင်ကောင်ရဲတပ်ဖွဲ့ကဗုဒ္ဓနေ့ကပြောပါရယ်အဲ့ဒီအမှုမှာဟောင်ကောင်ဒေါ်လာ1.6ဘီလီယံ American Dollar 206တန်းကိုလိမ်လည်ခဲ့တဲ့ JPEX Crypto ငွေကြေးလဲလှယ်ရေးအရှုပ်တော်ပုံကြီးဖြစ်ပါရယ်ဟောင်ကောင်ရဲ့ငွေကြေးစာချုပ်ကြီးကြပ်ထိန်းသိမ်းရေးဌာနက JPEX ဟာဒီ platform ကတန်တရားဖြစ်ပွဲလှုပ်ဆောင်မှုတွေရှိနေခြင်းနဲ့ လမ်းစဉ်မရှိဘဲထုတ်ကုန်တွေကိုအယောင်မြင့်တင်မှုတွေလှုပ်ဆောင်နေတယ်လို့ဆွဆွဲခဲ့ပြီးနောက်ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်းစုံစမ်းစစ်ဆေးမှုတွေကို2023ခုနှစ်စက်တင်ဘာလကတည်းကစတင်ပြုလုပ်နေကြတာပါ။အဲ့ဒီအချိန်ကစပြီးတော့လူ80ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကော16ရောက်ကိုတော့လိန်လယံပူပေါင်းကြံစီမှုအပါအဝင်ပြစ်မှုများစွာနဲ့တရားစွဲဆိုထားတယ်လို့ရဲတပ်ဖွဲ့ကဗုဒ္ဓဦးနေကပြောပါရယ်။ကျန်သူတွေကိုတော့ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်းသူတို့ကပြောပါရယ်။ ြေမှုဟာဟောင်ကောင်မှာမကြသေးမီနှစ်တည်းအတွင်ဖြစ်ပွားခဲ့ဘူးတဲ့လိန်လယ်မှုတွေထဲမှာအလိန်ခံရသူအရှိအအတွက်အရာရောလိန်လယ်ခံရတဲ့ငွေကြေးအရာပါအကြီးမားဆုံးလိန်လယ်မှုကြီးဖြစ်တယ်လို့ဟောင်ကောင်ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။ဟောင်ကောင်မှာ2023ခုနှစ်ကဥပဒေပြဋ္ဌာန်းပြီးကြတဲ့ကလူအများကိုတကယ်မရှိတဲ့ပိုင်ဆိုင်မှုတွေအတွက်ရင်းနှီးမြှုပ်နှံဖို့ဖျားယောင်းတာကြောင့်ပထမဆုံးတရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။ တည်မှုကိုအလွန်ရှုပ်ထွေးသောအမှုဖြစ်သည်လို့ရဲတပ်ဖွဲ့ကဖော်ပြခဲ့ပြီးတော့အနည်းဆုံးလူ14ယောက်ကိုအဓိကအဖွဲ့ဝင်တွေအပြည့်သတ်မှတ်ဖော်ပြထားပါတယ်။အမှုနဲ့ဆက်လျင်းတဲ့တိုင်ကြားမှုပေါင်း2900ကျော်ကိုရဲတပ်ဖွဲ့ကလက်ခံရရှိခဲ့ပြီးလိန်လေခံရတဲ့ငွေကြေးစုစုပေါင်းဟာဟောင်ကောင်ဒေါ်လာ1.6ဘီလီယံအမေရိကန်ဒေါ်လာနဲ့ဆိုရင်206သန်းအထိရှိတယ်လို့ဆိုပါတယ်။တန်တရားဖြစ်သူတွေစီကသိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုပေါင်း ဟောင်ကောင်ဒေါ်လာတန်း200ကျော်ကိုထုတ်မရအောင်ရဲကပိတ်ထားခဲ့ပြီးဖြစ်ပါတယ်။ AFP ကမေးမြန်းတဲ့အခါမှာရဲချုပ် Annex 1ကကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပြီးရှေ့မှာလည်းနောက်ထပ်လူတွေထပ်မဖမ်းဘူးဒါမှမဟုတ်တရားစွဲတာတွေမလုပ်ဘူးလို့မပြောနိုင်ပါဘူးလို့ဆက်လက်ပြောကြားသွားခဲ့ပါတယ်။ဒီအမှုကကြိုးကင်သူ၂ယောက်နဲ့အဓိကအဖွဲ့ဝင်၁ယောက်တို့နိုင်ငံရဲ့ချောက်ကိုထွက်ပြေးသွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ကိုဖမ်းမိနိုင်ဖို့အတွက်အင်တာပိုအနေရောင်သတိပေးချက်ကိုလည်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့သူတို့ကပြောပါတယ်။ JBEX ဟာတော်ညာအများပြအုံချတဲ့အလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ပြီးအန်ရီနဲနဲနဲ့အမြန်ဆုံးအများကြီးရမယ်လို့လိမ့်လည်ပြောဆိုခဲ့ကြပါတယ်။ယင်းနေမြို့နယ်သူတွေငွေကြေးထပ်ဝင်လာစေဖို့အတွက် online မှာလူသိများသူတွေဩဇာကြီးများသူတွေကိုလည်းသူတို့ရဲ့လုပ်ငန်းအတွက်အုံချခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အဲဒီနောက်ဒီအုပ်စုဟာအနှံထားတဲ့ငွေကြေးတွေနဲ့ပိုင်ဆိုင်မှုတွေကို တို့ငွေစည်းရင်းတွေစီကိုလွှဲပြောင်းပြီးတော့ကရစ်တိုငွေကြီးစည်းရင်းတွေကနေတဆင့်ငွေဖြူဖြစ်ဖို့ခဝါချခဲ့ပါတယ်။ဖန်ဆီးခံရတဲ့သူတွေထဲမှာအယောင်မြင့်တရေလုပ်ငန်းတွေမှာပါဝင်ကူညီခဲ့ကြတဲ့ social media ပေါ်မှာထင်ပေါ်ကျော်ကြားသူဩဇာကြီးသူတွေပါဝင်ပြီးတော့လိန်လယ်ဖို့အတွက်ယာယီပန်ငွေစည်းရင်းတွေကိုနာမည်ခံဖွင့်ပေးထားတဲ့သူတွေလည်းပါဝင်ပါတယ်ရှင်။မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ